ုတ်တရှင်များရှင်လောကနီတိပထမပိုင်းတော့ကျွန်တော်တို့လွှင့်ပြီးသွားပါပြီဒုတိယပိုင်းလေးကိုဆက်ပြီးတော့မောင်ငိမ့်ချမ်းနဲ့ပဲဆက်ပြီးတော့လောကနီတိအကြောင်းလေးကိုပြောပြပါရစေ။အုံးပညာရှိတို့ရဲ့တဲ့သဘောလက္ခဏာတွေကိုလည်းအခုလိုသိရပါတယ်တဲ့ပညာရှိဟာ သူများကမမေးလို့ရှင်ပြောရမရှိပါဘူးတဲ့တီးမှမြည်တဲ့စီကြီးနဲ့တူပါတဲ့သူများကမေးလာခဲ့လို့ရှင်တော့တဲတဲမဲမဲရွာချလိုက်တဲ့မိုးကြီးနဲ့တူပါတဲ့ တလုံးမပြန်ပြောပြတတ်ပါရဲ့လူမိုက်ကတော့မေးမေးမမေးမေးများစွာပြောတတ်ပါတဲ့ရေတရင်နဲ့တဘောကိုကြာရောမြင်ုံနဲ့သိနိုင်ဤအမျိုးယုတ်အမျိုးမြတ်ကိုကိုးနှုတ်အမှုရာကြည့်ုံဖြင့်သိနိုင်ဤပညာရှိမရှိကိုပြောသောစကားတော့ပြောသောစကားကိုထောက်ချိမြင်သိနိုင်ဤမြေကြီးကောင်းမကောင်းကိုမြေပေါ်မှာပေါက်နေသောမြတ်ကိုကြည့်ုံဖြင့်သိနိုင်ဤတဲ့ ဘုသူတခေါမသူသည် အနှဲငယ်သာသိသော အတက်ပညာကို အများကြီးတတ်တယ်လို့ထင်ကမာနကြီးတတ်ဤတဲ့ပထမအရွယ်မှာပညာရှာဒုတိယအရွယ်မှာဥစ္စာရှာတတိယအရွယ်မှာတရားရှာဆိုပြီးအရွယ်၃ပါးအကြောင်းကို သိကြပါပါဤသို့မဟုတ်ပါကစတုဒ္ဒအရွယ်သေးချင်း၌အကြီးအကျယ်ဒုက္ခရောက်လိမ့်မည်ဖြစ် အတက်ပညာမရှိသူသည်သူဤဝန်ထမ်းဖြစ်၍အတက်ပညာရှိသူသည် သူတစ်ပါးဤဂုံပြုပူဇော်အထူးကိုခံရ၏တာသမီကိုပညာသင်မပေးသောမိဘသည်တာသမီဤရန်သူမည်၏တဲ့အရာသာမရှိတဲ့အရာလေးမျိုးကလည်းဒီလိုပါတဲ့ခမနံပါတ်1ထုံးမပါသောကွန်းသည်အရာသာမရှိနံပါတ်2အငားဝတ်ထားသောရန်နာပစ္စည်းသည်အရာသာမရှိနံပါတ်3 စားမပါသောအစာအစာသည်အယတာမရှိနံပါတ်၄အတက်ပညာမရှိသော ပြုတ်ကြပြဖွဲ့ခြင်းသည်အယတာမရှိအစာစားခြင်း မေထုံမှုဝဲခြင်းအိတ်ခြင်းဤသုံးမျိုးကိုတရိစ္ဆာန်များသာ ပြုလုပ်ရ၏အတက်ပညာမရှိသော လူသည်နှောနှင့်အတူတူပင်ဖြစ်၏တဲ့အတက်ပညာနှင့်တူသော မိတ်ဆွေမရှိအနာယောဂနှင့်တူသောယန္တုမရှိ ကိုနှင့်တူသော ချစ်အပ်သူမရှိကန့်နှစ်သူသောခွန်အားမရှိဟုမှတ်သားရပါတယ်ခင်ဗျာอืมမှတ်သားစရာပဲကိုငိမ့်ချမ်းရေမတင့်တယ်ခြင်းလေးမျိုးလဲဒီလိုပါတဟင်းသာသည်ဂျိုးငှက်တို့အကြာမတင့်တယ်ပါနှစ်ရှင်သေးသည် နွားတို့အကြာမတင့်တယ်ပါသုံးမြင်းသည်မြဲတို့အကြာမတင့်တယ်ပါလေးပညာရှိတို့သည် လူမိုက်တို့အကြာမတင့်တယ်ပါ ယောက်မသည်ဟိအယတာကိုမတိတကဲ့သို့လူမိုက်တည်တဲ့တတလုံးပညာရှိနာကတ်နေပေမဲ့သူတော်ကောင်းတရားကိုမတိနိုင်ပါဟုမှတ်သားရပါတယ်ခမညာရဲရင်တော့သူသည်လက်နဲ့မပါဘဲစစ်မြေပြင်သို့မတော်ပညာရှိသည်ကြံကံအထောက်အထားမပါဘဲစကားမပြောခยีရှည်သွားသောကုန်းသေးသည်အဖော်မပါဘဲခยีမတော်တမလွန်ဘဝသွားသူသည်လေကုသူ မပါပဲနဲ့မသွားသင့်မေးတဲ့ပညာရှိများထင်ရှားမပြတဲ့အရာ၅မျိုးကတော့နံပါတ်၁ဥစ္စာပျက်စီးခြင်းနံပါတ်၂စိတ်နှလုံးပူပန်ခြင်းနံပါတ်၃အိမ်၌မကောက်မှုပြုခြင်းနံပါတ်၄အလက်အပတ်ခံရခြင်းနံပါတ်၅မထီမဲ့မြင်ပြုခံရခြင်းတို့ဖြစ်ပါတယ်ခင်ဗျာပညာရှိသည်ဤ၃မျိုးကိုသိဤတဲ့နံပါတ်၁အခွင့်အရေးကြုံသည်နှင့် လျော်သောစကားကို ဆို၏နမနှင့်ကိုနှင့်တင့်လျော်သောချစ်သူကို ရှာခြင်း၃။ကိုနှင့်တန်ယုံသာ အမျက်ထွက်ခြင်းဆိုတဲ့၃ခုကိုပညာရှိများလုံဆောင်ပါရယ်။အယူနဲ့တူတဲ့အရာ၃မျိုးကတော့နမတ်၁ဥစ္စာမရှိပဲအရသာရှိသော အစားအစာကိုကျူးခြင်းနမတ်၂အိမ်အားမရှိပဲအသက်အပုတ်ကိုကြိုက်နှစ်သက်ခြင်းနမတ်၃ပညာမရှိပဲ စကားကို အများကြီးပြောဆိုတတ်ခြင်းပဲဖြစ်ပါတယ်ခင်ဗျာ သူတို့မှာလက္ခဏာ၃မျိုးကတော့၁သူများမခေါ်ဘဲနဲ့သူများအိမ်သွားပံများတဲ့သူ၂သူများမမေးဘဲများစွာ ပြောခြင်းသူ၃မိမိဂုံကိုဝါကြွားပလွားပြောတတ်သူလို့ဖြစ်ပါရဲ့ရှင်အစင်မလာတော့သူသည်စကားများတတ်၏ပညာနဲ့တော့သူသည်ထင်ရှားပြတတ်၏ ရေမပြည့်တော့အိုးသည်ပေါင်မင်းခတ်တတ်၏နှုတ်မထွက်တော့နွားမသည်ကြောက်ကန်တတ်၏လို့မှတ်သားရပါတယ်ခင်ဗျာအမျိုးရုပ်သောသူဖြစ်တော်လဲမင်းအမတ်ဖြစ်တတ်၏လူမဤသားဖြစ်တော်လဲပညာရှိဖြစ်တတ်၏ဥစ္စာမရှိသော သူဤသားဖြစ်တော်လဲချမ်းသာကြွယ်ဝတတ်၏ထို့ကြောင့်ညီသူကိုမှ အထင်မသေးပါနဲ့ဒါကြောင့်မို့လို့အတတ်ပညာကိုလမ်းဆုံးအောင်မတင်တော့သူသည် ိမ်မက်မြင်မက်တူနဲ့ဆင်တူပါတယ်ခင်ဗျာဘာတစ်ခုမှ ပြန်ပြီးတော့မပြောပြနိုင်ဘဲနဲ့အိမ်မက်မက်ပြီးတော့နိုးတဲ့အခါမှာ အားလုံးမေ့သွားတဲ့လူတစ်ယောက်နဲ့တူပါတယ်လို့ဥပမာပေးထားတာကိုမှတ်သားရပါတယ်ခင်ဗျာတော်တော်ရှင်များရှင် လောကနိတိဒုတိယပိုင်းကို တင်ဆက်လုပ်ပြီးပါပြီရှင်ဒီလောကနိတိတွေအကြောင်းကိုတော်တော်ရှင်များကြားသိလိုက်ရတဲ့အချိန်မှာဘလောက်တောင်မှဒီဟာရီဟာတမိုးရှိတယ်လဲဆိုတာကို တိကြမှာပါဒါစာအုပ်ရဲ့တပိုင်းတစလေးပဲရှိပါသေးတယ်အလွန်ကိုတမိုးရှိတဲ့အပိုင်းတွေကြံပါသေးတယ်အဲ့ဒါကြောင့်ကျမတို့အနေနဲ့ထပ်ပြီးတော့ပြောပြပြရစီအုံးရေဒီယိုကနေပြီးတော့ဗမာပြည်တပြည်လုံးကိုဖြစ်နိုင်မယ်ဆိုလို့ရှိရင်လောကနီတိတွေပြန်ပြီးတော့သင်ပေးကြပါလို့အနုအညွန့်ကိုမြတ်တရရခံပါရရှင်အလွန်ကိုဒီကလေးဘဝတွေကနေစပြီးတော့လောကနီတိတွေလောကနီတိကျမ်းကိုသင်သင့်ပါတယ်လို့အဲ့ဒါပြန်ပြီးတော့ဒီကနေလှမ်းပြီးတော့ကျမတို့ဟိုအကြံပြုလိုက်ပါရဗမာပြည်အစိုးရအောင်